ကမ္ဘာအထူးဆန်းဆုံးကက်သလစ်အမွေနှစ်များတစ်ချိန်တုန်းကဥရောပတစ်ခုမှာရှိတဲ့ဘုရားကျောင်းများပြားကယေရှုရဲ့နဗူတော်ကိုလေးထားတဲ့အရေးပြားကိုအမွေနှစ်ဖြစ်ထင်းသိမ်းထားတယ်လို့ကြေညာခဲ့ကြပါတယ်။အဲဒီထဲမှာနာမည်ကြီးဆုံးကတော့အီတလီကဘုရားကျောင်းလေးတစ်ခုပါပဲ။ဒါပေမဲ့1983ခုနှစ်လောက်ကိုရောက်တော့အဲ့ဒီတဲ့ရင်ကအစနဖျောက်သွားခဲ့ရတာပါ။ဒီချိန်မှာတရားရုံးကအမွေနှစ်ကိုယူပြီးဖွက်ထားတယ်လို့ယူဆခဲ့ကြပါတယ်။နောက်ထပ်ကက်သလစ်ဘုရားကျောင်းတစ်ခုမှာဆိုရင် စိန့်ကလေးရဲ့သဘင်နဲ့လက်သေးတွေကိုမှန်မုံတွေနဲ့ထည့်ပြီးဖျက်သထားခဲ့တာပါအဲဒီအမွေနေ့ရဲ့တက်တန်းကနှစ်ပေါင်း800လောက်ရှိနေကြတာလည်းဖြစ်ပါတယ်အရင်မွေးနေ့တွေကိုတော့အနီးကပ်ကြည့်ရှုနိုင်တာပါ။နာပိုလီကဖះအကြောင်းတစ်ခုမှဆိုရင်လေသူတော်စင်တပားရဲ့သွေးတွေကိုပလင်းနဲ့ထည့်ပြီးထိန်းသိမ်းထားပါတယ်။ဒါရီကကက်သလစ်သူတော်စင်တွေရဲ့အမွေးနေ့တွေကိုထိုးစက်တဲ့အနေနဲ့ထိန်းသိမ်းနိုင်ကြတဲ့ဆိုတဲ့တက်တွေပါပဲ။ဗုဒ္ဓဘာသာမှာတတ်တော်မွေတော်တွေကိုထိန်းသိမ်းပူဇော်သလိုပဲဖြစ်ပါတယ်။ အီတလီကနာပိုလီဘုရားကျောင်းဆိုရင်လေနေ့စဉ်လာရောက်လည်ပတ်ကြတဲ့သူတွေဘုရားမှုတွေနဲ့စီကောင်းနေတာပါနောက်ပြီးအညိုရောင်နှစ်တွေထဲထားတဲ့ဖန်ပလင်းကြီးကိုလည်းဝိုင်းအောင်ကြည့်ကြပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီပလင်းထဲမှာစိန့်ဂျန်နီယူရက်စ်ရဲ့သွေးတွေကိုထည့်ထားတယ်လို့ယုံကြည်နေကြလို့ပါပဲသူက300စုနှစ်ကနာမည်ကြီးခဲ့တဲ့သူတော်စင်တစ်ပါးဖြစ်ပါတယ်အဲဒီတော့ကဆိုရင်ရောမအင်ပါယာကခရစ်ယာန်ဘာသာဝင်တွေကိုအပြင်းထန်နှိပ်ကွပ်နေခဲ့တဲ့အချိန်လေးဖြစ်နေခဲ့တာပါ ဒီတရော်စင်ကြီးကဒီဖိနေမှုတွေကိုတွန်းလှန်ရင်းအာဇာနည်တပါဖြစ်လာခဲ့ပါတယ်။နောက်ဆုံးတရော်စင်ကြီးခွဲလွန်ချိန်မှာတော့သွေးတွေကိုအမွေနှစ်ထိန်းသိမ်းထားခဲ့တယ်ဆိုတဲ့ဇာတ်လမ်းကလည်းရှိခဲ့တာပါ။တကယ်တော့သွေးရဲ့ကုန်တက်တီကကြာကြာထားရင်ခြောက်သွားတတ်ပါတယ်။ဒါပေမဲ့ဒီဗလင်းတွေကသွေးတွေကတော့အရေးဖြစ်လိုက်ခြောက်သွားလိုက်ဖြစ်နေခဲ့တာပါ။ဒီလိုဒုစရနဲ့ဖြစ်စင်မှာတိုက်ဆိုင်မှုတွေလည်းရှိလာခဲ့ပါတယ်။အဲ့တော့သွေးတွေခြောက်သွားတဲ့နေ့ဆိုရင်နာပိုလီမြို့ကတဘာဝဘေးရန်နေနဲ့ဂျုံတွေ့ခဲ့ရပြီးအရေးပြန်ဖြစ်တဲ့နေ့တွေမှာဆိုရင်အဆအဆရရရ okay ဆိုပြနေတာပါပဲ ဖခင်ကြောင့်တာဝန်ရှိသူတွေကတော့ဒီကိစ္စအပေါ်မှာဘာမှတ်ချက်မှမပေးခဲ့ပါဘူး။ပညာရှင်တချို့ကတော့ဒီပလင်းတဲ့အရေးတွေကိုစစ်ဆေးကြည့်ဖို့စ조사ခဲ့ပူပါတယ်။ဒါပေမဲ့ဖခင်ကြောင့်တာဝန်ရှိသူတွေကခွင့်မပြုခဲ့တာကြောင့်ဘာမှအဆင်မဖြစ်ခဲ့ပါဘူး။ရမမျိုးကဆန်တာဆာဗီနာဖခင်ကြောင့်မှာတော့မဲနေနေတဲ့ကြောက်တုံးတုံးကိုတေချာထိန်းသိမ်းထားခဲ့တာပါ။ တနအိသမိုင်းကြောင်းရဆိုရင်တော့ဒီကြောက်တုံးကစိန့်တိုမီနီဆူတောင်းနေတော့စေတံကပြပောက်ခဲ့တဲ့ကြောက်တုံးလို့သိရပါတယ်။အဲဒီတော့ကစိန့်တိုမီနီရဲ့ဟောပြောမှုကြောင့်လူအများပြားကယုံကြည်သူတွေဖြစ်လာခဲ့ကြတာပါ။ဒါကိုစေတံကဒေါသထွက်ပြီးကြောက်တုံးကြီးနဲ့အာကုန်ပြပောက်ခဲ့ပါတယ်။ဒါပေမဲ့စိန့်တိုမီနီရဲ့တကောတော့ကြောက်ကြောက်တုံးကမြေကြီးပေါ်ကိုပဲပြုတ်ချခဲ့ရတာပါ။ဘယ်ဟာကြောင့်လဲထိမ့်သိမ်းထားတဲ့ကြောက်တုံးကိုကြည့်လိုက်ရင်လည်းလက်သေးရာတွေတွေ့ရသလိုမီးလောင်ထားတဲ့အရာတွေကိုလည်းတွေ့ရတာဖြစ်ပါတယ်။ တကယ်ပဲစေတန်ရဲ့လက်သေးရာတွေလားဒါမှမဟုတ်တဘာဝတရားရဲ့တိုက်စားမှုကြောင့်ဖြစ်လာတာဆိုတော့ဘယ်သူမှမသိရပါဘူးဒါပေမဲ့ယုံကြည်သူတွေအတွက်ကတော့ဒီဇလန်ကအမှန်ကန်ဖြစ်ပြီးဒီကြောင့်တော့ကလည်းစေတန်ရဲ့လက်နက်ဆိုတာတေချာနေခဲ့ပါတယ် SCC မြို့သူစင်ကလေးယားက Saint Francis ရဲ့အစိုးဆုံးတာဝကတွေကတယောက်ဖြစ်ခဲ့တာပါနောက်ပိုင်းမှာတော့ဖူဝါကလေးယားကနေရာဖြင့်တနားစရာကလေးယားလို့လူသိများခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုရင်သူကဆင်းရဲနှံပါမှုနဲ့ဘဝယုံကြည်မှုအပေါ်တစ္ဆာရှိကြောင်းပြသတဲ့အနေနဲ့စပိန်တွေကိုဖျက်ဖျားခဲ့လို့ပါပဲ1993ခုနှစ်မှာတော့အစိမ့်ကလေးရတယောက်ကွဲလွန်ခဲ့ပါတယ်ဒီချိန်မှာနောက်လိုက်တွေကစပိန်ဝေယုံပိုင်းစာရီနဲ့လက်သေးတွေကိုအမွေနှစ်ဖြစ်စွန့်ယူခဲ့ကြတာပါဒီအမွေနှစ်တွေကိုတော့အီတလီကအစိမ့်ကလေးရဖျားကြောင်းမှာပဲခက်ခဲနာနာတင်စီထားခဲ့ပါတယ်ပြီးတော့အများသူကကြည်လို့ရအောင်လဲစီစဉ်ထားခဲ့တာပါယုံကြည်သူတွေအတွက်ဒီအမွေနှစ်ကမျက်မျက်တဲ့အရာတွေဖြစ်ပေမဲ့ ဒါမှန်ဝင်လေ့လာကြတဲ့သူတွေအတွက်တော့ကြည့်ရတာတစ်မျိုးဖြစ်စေပါတယ်။တချို့သူတွေရဲ့အတွေ့အကြုံမှာတော့ခန္ဓာရဲ့ဘယ်အကြောင်းတွေမှာကွဲလွန်ခဲ့သူတယောက်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းရှိနေတဲ့ဆိုတဲ့စိတ်ကမတတ်မတာဖြစ်စေခဲ့တာပါ။ဗာတီကန်ရဲ့စိန့်ပီတာဘုရားရှိခိုးအကြောင်းရဲ့ပူဇော်ပလင်အောက်တဲမှာတော့ကျောက်သားထွင်းကုသင်္ကန်းလေးတစ်ခုရှိနေကြတာပါ။အဲဒီထဲမှာနှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်တဲ့အယိုးတွေကိုလည်းတွေ့ခဲ့ရပါတယ်။ဗာတိုင်ကောင်းဆောင်တွေကတော့ဒီအယိုးတွေကစိန့်ပီတာရဲ့အယိုးတော်တွေဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားခဲ့တာပါ။ အယိုးတော်ရဲ့တတန်းနဲ့ဖြစ်တည်မှုကိုစစ်ဆေးကြည့်တော့လေဖြစ်နိုင်ကြီးပုံများတဲ့အထောက်အထားတွေကိုတွေ့ခဲ့ရပါတယ်အစကတော့ဒီသင်္ချိုင်းရှိနေတာကိုသိတော့မသိခဲ့ကြပါဘူး1940ပြည့်နှစ်နောက်ပိုင်းမှာပေါ်ရဲမင်းကြီးပိုင်ရက်စနစ်ကဒုဖော်မှုတွေကိုဥဆောင်လောက်ကရင်တွေ့ခဲ့ရတာပါအစပိုင်းမှာတော့ဒီတွေ့ရှိမှုကိုမကြုံညာပဲလှုပ်ဝှက်ထားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုရင်စိန့်ပီတာရဲ့အယိုးတော်ဟုတ်မဟုတ်တေချာအောင်စစ်ဆေးနေရလို့ပါပဲ1960လောက်ကြာမှဒီအယိုးတော်တွေကစိန့်ပီတာရဲ့အယိုးဖြစ်တယ်ဆိုတော့အတည်ပြုနိုင်ခဲ့ပါတယ် အဓိကထောက်ထားကတော့အယိုးကအသက်60ကျော်အမျိုးသားတယောက်ဖြစ်ခဲ့ကြောင်းဖော်ပြခဲ့သလိုအနည်းတွိုင်းမှာလည်းပီတာဒီမှာရှိတယ်လို့ရေးထားတဲ့စာတွေတွေ့ခဲ့လို့ပါပဲ93ခုနှစ်ကြာမှပိုယန်မီနီဖရန်စစ်ကဒီကိစ္စကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်ယေရှုခရစ်တော်ရဲ့နဖူးကအရေးပြားလို့ဆိုရင်တရားစင်လောက်ရှိတယ်လို့ဆိုခဲ့ကြတာပါနောက်ပြီးအဲ့ဒီအမွေနစ်ကဖခင်เจ้าတွေစီကိုဖျန့်ချက်ပြီးရောက်သွားခဲ့ပုံရပါတယ်အဲ့ဒီတည်းမှာလူတွေအများဆုံးကရောမမျိုးပြင်ပကခေါ်ကတာမျိုးလေးရဲ့ဖခင်အကြောင်းပါပဲ တူဇလန်အရာတော်16ရာစုအတွင်းဖြစ်ခဲ့တယ်ဘာဘာရီလာစုဆောင်းခိုးယူမှုကြီးကနေအစားအနပြောက်သွားတယ်လို့သိခဲ့ရပါတယ်ခံမှန်းချက်တွေကတော့ဖုန်းတော်ကြီးတစ်ပါးကဒီနဖူးတော်ကိုဖတ်ထားခဲ့တယ်ဆိုတာပါပဲဒီလိုမှလို့ဖြစ်ရလဲဆိုရင်အငင်းပွားမှုတွေရှိလာခဲ့လို့ဖြစ်ပါတယ်အရင်ကတော့ဇန်နဝါရီလတရနေ့ရောက်တိုင်းမြင်းမြတ်တဲ့နဖူးအရေးပြားတော်ကိုထုတ်ယူပြီးလမ်းမတွေပေါ်မှာလှည့်လည်အပူစောခံကြတာပါရုံကြီးတပ်ဝင်သူတွေကတော့ဒီရေပြားတော်ကထူးခြားတဲ့ဆောင်းအားရှိတယ်လို့ယူဆကြပါတယ် ်ဒါပေမဲ့တစ်ဖက်မှာလေဖျက်တော့ခံထားရတဲ့အရေးပြအပိုင်းစာကိုဘာလို့ကိုးကွယ်ရမှာလဲဆိုပြီးဝေဖန်တဲ့သူတွေက ရှိလာခဲ့တာပါဒီကိစ္စက Vatican ကိုလည်းကောင်းချောက်စေခဲ့ပါတယ်နောက်ပြီးအဖွဲ့အစည်းတွေမှာဒီကိစ္စအကြောင်းဝေဝါဒကွဲတော်တွေကလည်းဖြစ်လာခဲ့တာပါအဲအကြောင်းဗာတီကန်ကဒီစင်လာကိုရပ်ဆိုင်ခဲ့ပြီးအဲဒီအကြောင်းအငင်းခေါလုံးထားတဲ့သူတွေကိုပါဘာသာရေးအဖွဲ့အစည်းကနှင်ထုတ်မယ်လို့စီကံတင်ချက်ခဲ့တာပါဒီလိုနဲ့1983ခုနှစ်လောက်မှာတော့ယေရှုခရစ်တော်ရဲ့နှစ်ဖူးတော်ကိစ္စကအစနာပြောက်သွားပါတယ် ဒီချိန်မှာယုံကြည်သူတွေကနဖူးတော်ကိုဖူခွင့်ရဖို့တောင်းဆိုပါတယ်။ဘုန်းတော်ကြီးတွေကတော့အခုခံရတယ်ဆိုပြီးတုံ့ပြန်ခဲ့ကြတာပါ။ဘုန်းတော်ကြီးကပဲဖွက်ထားတာလား။တရားရောက်ကပဲတကယ်ခိုးထွားတာလားဆိုတဲ့ကိစ္စကလည်းအခုတည်းမဖြေရှင်းနိုင်တဲ့ဗဟိတတစ်ခုလိုကြံနေရခဲ့ပါတယ်။အခုပြောထားမယ့်အကြောင်းအရာကယုံနှန်းပုံပြင်လို့လို့ဖြစ်နေပေမဲ့အမှန်တကယ်ရှိနေပါတယ်။ဖလင်ဟံဘုရားကျောင်းမှာမေတော်မာရီကခလေးဘွားကယေရှုကိုနှုတ်ထိုက်ခဲ့တယ်လို့ယုံကြည်ကြတဲ့နေရာတစ်ခုရှိနေကြတာပါ ဒီချိန်မှာမေရွေးနုရီကအောက်ကိုဖိတ်ကြားသွားပြီးကျောက်တုံးတစ်ခုလုံးဖြူပွေးဆွတ်သွားရေးဆိုတဲ့ဇာလံကလည်းရှိလွနေခဲ့ပါတယ်။ဒီဇာလံနဲ့အတူထူးဆန်းတဲ့အစင်သားတစ်ခုလည်းပေါ်ထွက်လာခဲ့ရတာပါ။အဲဒါကတော့ကျောက်တုံးကအမုံကိုမြင့်မြတ်တဲ့နုရီလိုယုံကြည်ပြီးရေဖြော်တောက်ကြတဲ့ကိစ္စပါပဲ။ဖះเจ้าကလည်းကျောက်ပြုံမုံတွေကိုဖះမှုတွေကိုဝင်မြပေးတာကအစင်သားတစ်ခုလိုလည်းဖြစ်လာခဲ့တာပါ။လက်ရှိမှာလည်းဒီစင်သားကဆက်ရှိနေပါသေးတယ်။အားလုံးယုံကြည်ချက်ကတော့ဒီအမုံတွေထဲမှာမြင့်မြတ်တဲ့တက်တွေပေါင်းနေပြီး96ပါးယောဂါကိုပျောက်ကင်းစေတယ်ဆိုတာပါပဲ။ တုံငါ52ခုနှစ်လောက်မှာ Saint Francis Xavier ကတရုတ်ပြည်ကနေအာရှတိုက်ကိုသွားဖို့စီစဉ်ရင်ကျွန်းလင်းတကျွန်းမှာတောင်းတင်သွားခဲ့တာပါဒီလိုနဲ့ခရီးဆက်ထွက်လာရင်ဘူလာခွန်မဲလီကိုစောင့်နေရင်ကွယ်လွန်သွားခဲ့ပါတယ်ဒီချိန်မှာတခြားသူတွေကသူ့ကိုအဆင်ပြေသလိုပဲမြေမြုပ်ခဲ့ကြရတာပါပြောရရင်အမြုပ်ခံရတဲ့နေရာကပူနွေးဆူဆူလာပါတယ်အတိတ်ဘေးကတော့ရုပ်လောင်းတွေမြင်မြင်ပျက်စီးနိုင်တဲ့အခြေအနေမျိုးပါပဲလာနေနေတော့ကြာမှာနောက်လိုက်တွေကဒီအလောင်းကိုပြန်တယ်ဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာအများကြီးတော့မမျောလင့်ထားကြပါဘူး တကယ်ပြန်ပေါ်လိုက်တဲ့အခါမှာတော့ရုပ်လောင်းကမနေ့တနေ့ကမှကွဲလွန်ထားသလိုဖြစ်နေကြတာပါဒီချိန်မှာနောက်လိုက်တွေကဒီရုပ်လောင်းကိုအိန္ဒိယနိုင်ငံကိုဝါမြို့ကိုတည်ပြီးမှန်ကောင်းတလားနဲ့ထိန်းသိမ်းထားခဲ့ကြတာလက်ရှိချိန်ထိပါပဲအဲ့နောက်ပိုင်းအစိပ်ပိုင်းချို့ပြက်စီးလာလို့ဖယ်ထုတ်ခဲ့ရတာတွေရှိသလိုတခြားကိုပြီးခဲ့ရတာတွေလည်းရှိခဲ့ပါတယ်ဥပမာအပြင်ပျက်စီးလာတဲ့နှာခေါင်းကိုဖယ်ထုတ်ခဲ့ရသလိုလမောက်တစ်ဘက်ကိုလည်းရမဟာဖျားအကြောင်းကိုပေးခဲ့ရတာမျိုးပါပဲ နောက်ဆုံး၁၀နှစ်တကြိမ်လောက်ရုပ်လောင်းဝထုတ်ပြီးလဲလဲပူဇော်ခံတာတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒီကိစ္စကိုရပ်ဆိုင်းခဲ့တာပါ။ဒါပေမဲ့ဂိုဝါမျိုးကဖះเจ้าမှာတော့ဖိုးမျိုးချင်းတွေအတွက်ပြသပေးထားခဲ့ပါတယ်။ Saint Catherine of Siena ကြတော့ဘာသာရေးကမ်းဆိုင်တဲ့သူတော်စင်တစ်ပါးဖြစ်တယ်လို့နိုင်ငံရေးကြံပေးတဲ့ဦးလည်းဖြစ်ခဲ့တာပါ။နောက်ပြီးသူက14ရာစုရဲ့ဩဇာရှိဆုံးဘာသာရေးကောင်းဆောင်တဲ့ဦးထဲမှာလေးပါခဲ့ပါတယ်။2380မှာတော့တော်တော်စင်ကြီးခွင့်လုပ်ခဲ့တာပါ။ ဒီအချိန်မှာတာဝန်ရှိသူတွေကရောမမှာပဲမြောက်နေခဲ့ပါတယ်။ဒါကိုဇာတိမေဖြစ်တဲ့စီအနာကယုံကြည်သူတွေကတော့မချေနှက်ကြပါဘူး။အဲဒါကြောင့်လူတချို့ကသရော်စင်ကြီးရဲ့ကောင်းမှုဖျက်ပြီးခိုးထုတ်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့ဘက်ကရောမမျိုးဆောင်ကိမ့်မှာပဲအစ်စ်ခံခဲ့ရပါတယ်။ဒီအချိန်မှာယုံကြည်သူတာဝကတွေကသူတော်စင်ကိုတိုင်တယ်ပြီးဆူတောင်းခဲ့ကြတာပါ။အဆောင်တွေကအိတ်ကိုပွင့်ချတဲ့အခါနှင်းစီပွင့်ချက်တွေကိုပဲတွေးခဲ့ရလို့သူတို့ကသွားခွင့်ပေးခဲ့ပါတယ်။တာဝကတွေကိုရင်ကဒီဖြစ်ရဲ့ကြောင့်အံ့ဩသွားခဲ့ကြရတာပါ။ စေနာမျိုးကိုပြောင်းလာတဲ့ခါကျမှသူတို့စင်ရဲ့ဦးကောင်းကိုပြန်တွေ့လိုက်ရတယ်လို့လည်းဆိုထားကြပါတယ်။လက်ရှိမှာတော့ဒီဦးကောင်းတော်ကစန္ဒမော်ဒီကဖခင်เจ้าမှာထိန်းသိမ်းထားခဲ့တာပါ။နေကာလာရဲ့ဂျာမီလာရာဖြစ်လို့ဦးကောင်းကအကောင်းတိုင်းမရှိတော့ပေမဲ့အရန်ချိပြက်စီးသွားတာမျိုးတွေလည်းမရှိပါဘူး။ပြောရရင်6တွေ့ပြီးမမယုတ်လို့ဖြစ်သွားခဲ့တာပါ။ဒါပေမဲ့ဒီဖြစ်စဉ်ကတော့တကယ်ထူးဆန်းနေဆိုတာကိုအားလုံးကလက်ခံထားကြပါတယ်။ရှေ့ပိုင်းမှာပြောခဲ့တဲ့ Saint Francis Xavier ရဲ့လမ်းမောင်းတစ်ဖက်ကိုအင်ဒရီးယားနိုင်ငံကိုဟာမျိုးကနေရောမကိုပို့ခဲ့ရပါတယ် ။ဘာဖြစ်လို့လဲဆိုရင်ဒီလက်မောင်းကလူပေါင်းတသိန်းကျော်ကိုနှစ်ချင်းမင်္ဂလာပေးခဲ့တဲ့လက်မောင်းဆိုပြီးရမဟာတောင်းဆိုခဲ့လို့ပါပဲ။လက်ရှိမှာလည်းဒီလက်မောင်းကရမမှာရှိတဲ့ဂျက်စုဖရာเจ้าမှာထိန်းသိမ်းထားပါတယ်။လက်ရဲ့ပုံစံကမြစ်တာပေါ်နေသလိုဖြစ်နေတာကလည်းထူးဆန်းတယ်လို့ဆိုရမှာပါ။ရန်စချေကုန်းတောင်းကဒီလမောင်းကိုကနေဒါဒေါ်ဝမ်လှည့်လေပြသခဲ့ပါရယ်အဲ့ဒီချိန်မှာလမောင်းကိုဖူးမြော်ခွင့်ရဖို့စူးစီးလာတဲ့လူတွေကြောင့်လူပင်လေကြီးဖြစ်သွားခဲ့ရတာပါစိန့်တင်ဖရန်ဆိုရင်နာမည်ကတော့တော်တော်စင်တွေကြားထဲမှာလူစီနေလာပါရယ ဒါပေမဲ့သူခြံထားခဲ့တယ်ဆိုတဲ့အမွေနဲ့ကတော့ပိုပြီးထူးဆန်းနေတာပါဒီအမွေနဲ့ကိုတော့နေယူရောမျိုးလေကဖះအကြောင်းတစ်ခုမှထိမ့်သိမ့်ပြသထားပါပြီ19ရာစုလောက်ကချမ်းသာတဲ့အီတလီအမျိုးသမီးတယောက်ကစိန့်တင်ဖနာရဲ့အယူတော်ဆိုပြီးဖះအကြောင်းကိုလိုခဲ့တာကနီးဒီဇာလန်လေးကဖြစ်လာခဲ့ရတာပါအဲဒီတော့ကစိန့်တင်ဖနာကိုရမအာနာပိုင်တွေကဖိနေခဲ့လို့ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်ဒီအချိန်မှာယုံကြည်သူတချို့ကအယူတော်ကိုခိုးထုတ်ပြီးနယူးယောက်ကိုရောက်လာခဲ့ရတာပါ တကယ်စလားလောက်ကျန်ဖန်တီထားရလားဆိုတော့ကာယကံရှင်တထေးမှပဲဒီမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအယိုးတွေကတော့ဘုရားကျောင်းရဲ့ခန္ဓာရဲ့မှန်ကောင်းတဲ့မှာဝေယုံတော်ရိရှေတရဖူရိနဲ့တင်းတင်းတဲတဲရှိနေစေဖြစ်ကြောင်းဝေနာလိုက်ရင်ဖီလိုလေးကိုနေကုန်ချုပ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။